္ဂလာပါရှင်ကျမကတော့ချချိုဆက်မ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါဒါရိုက်တာနာဂျီရဲ့ဒုတိယမြောက်ရုပ်ရှင်ကဖြစ်တဲ့ What Happened to the Wolf ရုပ်ရှင်ကိုဩစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့မှာဇွန်လ29ရက်နေ့ကပြသခဲ့ရမှာ ရုံပြည့်ရုံရှမ်းအပိတ်ခဲ့ကြပါတယ်။ဒီရုပ်ရှင်ကမှတော့ပိုင်ဖြိုးသူနဲ့အင်ဒရာကျော်စင်တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးဂျာမနီနိုင်ငံ International Film Fest Oldenburg 2021မှာပွဲဥထွက်ပြသခဲ့ပြီး Simor Castle Award အကောင်ဆုံးသရုပ်ဆောင်ဆုရရှိခဲ့ပါတယ်။ဒါ့အပြင် Delhi International Film Festival 2021မှာ Best Narrative Feature အကောင်ဆုံးဇာတ်လမ်းဆုနဲ့ Hope No Ben Film Festival 2022မှာ Best Friend Award အကောင်ဆုံးရုပ်ရှင်ဆုတွေကိုရရှိထားရလဲဖြစ်ပါတယ်။ မဲလ်ဘုန်းမှာတော့ရုပ်ရှင်ပြပွဲနဲ့အတူຫນွေဦးတော်လှန်ရေးရမုံငွေဇေယောပွဲကိုလည်းပြုလုပ်ခဲ့ပြီးပကြီကားတွေကိုလည်းຫນွေဦးရမုံငွေလေးလံတင်ရောင်းချခဲ့ကြပါတယ်ရှင်။ထားနိုင်ငံမှာထောက်ထားမဆုံတဲ့နိုင်ငံသားရွှေ့ပြောင်းလုပ်သားတွေကိုစီမံချက်နဲ့လိုက်လံစစ်ဆေးဖမ်းဆီးနေပြီးဂျွန်လအတွင်းမြမအရောက်တရာကျော်စစ်ဆေးဖမ်းဆီးခံထားရပါတယ်။ဇွဲသည့်သတင်းပေးပို့ထားပါတယ်ရှင်။ထိုင်းနိုင်ငံနေရာနံမှာထောက်ထားမဲ့ရွှေပြောင်းလုပ်သားတွေ နိုင်ငံသားလောက်ကန်ခွင့်မပြုတဲ့လုပ်ငန်းတွေမှာဝင်ရောက်လောက်ကန်နေကြသူတွေကိုထိုင်းအာဏာပိုင်တွေကဇွန်လပထမပတ်ကစလို့စီမံချက်နဲ့လိုက်လံစစ်ဆေးဖမ်းဆီးနေပါဗျ။အထူးသဖြင့်မြန်မာတွေအများဆုံးရှိတဲ့မဲဆောက်အပါအဝင် စမတ်စခွန်မဟာချိုင်းရနောင်းစတဲ့နေရာတွေမှာတရားမဝင်တဲ့ဇက်ဖြတ်ကျော်သူတွေသာမကကန့်တတ်ထားတဲ့အလုပ်လုပ်ကန်နေသူတွေအထောက်ထားမဆောင်သူတွေကိုနေအိမ်တွေအထိလိုက်လံစစ်ဆေးဖမ်းဆီးနေတာဖြစ်ပါဗျ။ မဲဆောက်မှာဆိုရင်လဲဇွန်လအတွင်းအကြောင်းမင်းမွန်းနဲ့ဖန်ဆီးခံရတဲ့မြန်မာရေအတွက်အရောက်တရာကျော်ရှိနေပြီးလက်ရှိအချိန်ထိပြန်မလွတ်သေးဘူးလို့အလို့သမားရေလှူရှာသူတွေစီကနေသိရပါဗျ။ဇွန်လ15ရက်နေ့ကနေအခုချိန်ထိ မြန်မာတရားကျော်လောက်အဖမ်းဆီးခံထားပြီးတော့ပြန်မလွတ်ကြသေးဘူးလို့ကြားသိရတယ်။ဧည့်စင်းဆိုတာကလည်းအခုဖမ်းဆီးသူတွေမှာအချိန်မီခေါင်းစင်တက်ပြီးဖမ်းလို့ရတဲ့အနေအထားဖြစ်နေပါတယ်။ဒါဆိုလူတွေမှာစားစားရန်ရှိပေမဲ့လည်းမြို့နယ်ကျော်ခရိုင်ကျော်လာရင်ဧည့်စင်းမတိုက်ကြမတိုက်ထားဘူးဆိုတဲ့အကြောင်းပြချက်နဲ့တန်ရိုက်လို့ရတဲ့အနေအထားမျိုးဖြစ်နေ။အဲဒါကြောင့်မလို့နေရာတိုင်းမှာတော့အကုန်လုံးလှုပ်လှုပ်သေးသေးဖြစ်နေပါတယ်။ဒါတရားလို့ကလည်းထိုင်းနိုင်ငံရဲ့နိုင်ငံရေးအကြက်တဲ့ကမ္ဘူချာနဲ့နေဇပရိခ တခြားသောဒီနိုင်ငံဆိုင်ရာပြဿနာတွေအကုန်လုံးကိုပေါင်းယုပ်ပြီးတော့ထိုင်းထိုင်းချင်းမြန်ချင်းမဆိုင်လို့တဲ့အခါမှာနိုင်ငံသားတွေပေါ်မှာအထူးဖြင့်ရွှေပြောင်းလူသမားတွေပေါ်မှာမြေနေရလှန့်ဆိုင်တယ်လို့ကျွန်တော်တို့ကသဘောပေါက်ပါတယ်။ပြီးခဲ့တဲ့2024နှစ်ကုန်ပိုင်းကစလို့ထိုင်းနိုင်ငံအတွင်းမှာကြားဖြန့် online ငွေလိမ်ခန်းတွေကိုနှိမ်နှင်းမှုနဲ့တရားမဝင်နေဆက်ဖြတ်ကျော်လူကုန်ကူးမှုတိုက်ဖြတ်ရေးအတွက်ထိုင်းမြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာလုံခြုံရေးတင်းကျပ်ပြီးစစ်ဆေးဖမ်းဆီးတာတွေကိုစီမံချက်နဲ့လှုပ်ဆောင်လာတာဖြစ်ပါတယ်။ ဒါအပြင်ထိုင်းမှာနိုင်ငံသားတွေကိုလောက်ကန်ခွင့်မပြုတဲ့လုပ်ငန်းပေါင်း28မျိုးရှိပြီးအဲ့ဒီလုပ်ငန်းတွေမှာလောက်ကန်နေတဲ့နိုင်ငံသားရွှေ့ပြောင်းလုပ်သားတွေကို2025မှာစီမံချက်နဲ့ဖမ်းဆီးတာတွေဆက်တိုက်ရှိလာခဲ့တာပါမဲဆောက်မြို့မှာဆိုရင်လည်းဇွန်လတလလုံးအဖမ်းဆီးချက်နဲ့အကြောင်းစားသားဆိုင်အများစုပိတ်ထားပြီးထမင်းကိုမှန်ခိုဝယ်စားနေရတယ်လို့မဲဆောက်မှာနေထိုင်တဲ့မြန်မာတယောက်ကပြောပါရတယ် အခုဆိုရင်မိတ်ဆွေတယောက်ကသူ့ရဲ့ကိုတွေ့အရာအချုပ်ထဲမှာတဲ့သူ့တငယ်ချင်းဖန်ခံရလို့သွားကြည့်တာအချုပ်ထဲမှာလူတွေအများကြီးပဲတွေ့ခဲ့ရတယ်အယောက်90လောက်ရှိတယ်လို့ပြောတယ်လဲကြားရတယ်ဒါကြောင့်အခုမြန်မာတွေကအပြင်းလဲမထွက်ရဲဘူးဈေးလဲမဝယ်ရဲဘူးအဆိုင်နေဆိုရင်လဲပုံမှန်ထမင်းဆိုင်လေးတွေအားအစားဟိုလုံးဝတိတ်တိတ်လေးပဲရောင်းနေရတယ်ဟိုမှောင်ခိုပေါ့နော်ထမင်းအောင်မောင်းခိုရောင်းနေရတာမျိုးဖြစ်တယ်ပုံမှန်ထမင်းလာစားနေတဲ့လူတွေကလည်းလာမစားရ ရဲကြတော့ပဲနဲ့အိမ်ကနေပဲမှာစားကြတယ်ပေါ့နော်ဆိုတော့အထောက်ထားမရှိတဲ့လူတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ရဲကက်သမားတွေပဲဖြစ်ဖြစ်သူတို့တွေဆိုအိန္ဒိယအိမ်ပြင်လုံးဝမထွက်ရဲဘူးဒီရက်ပိုင်းတော့တွင်းမှာပေါ့နော်ဆိုတော့အဓိကကတော့မြန်မာတွေကိုအဓိကထားဖန်ဆီးနေတယ်အထောက်ထားမရှိတဲ့သူတွေကိုလည်းအဓိကထားဖန်ဆီးတာမျိုးတွေရှိပါတယ်ရှင် ဇွန်လ29ရက်နေ့ကလည်းထိုင်းနိုင်ငံဘန်ကောက်မြို့နယ်မှာထိုင်းဝင်ကြီးချုပ်ဖဲထောင်းထန်းရှင်နာဝတ်ကိုနှုတ်ထွက်ဖို့ထိုင်းလူမျိုးတွေဆန္ဒပြခဲ့ကြတဲ့နေရာတောက်ပိုက်မှာသွားလာခဲ့တဲ့မြန်မာနိုင်ငံသား9ယောက်နဲ့ကမ္ဘောဒီးယားနိုင်ငံသား1ယောက်တို့စစ်ဆေးမင်းမြန်ဖမ်းဆီးခံခဲ့ရပါတယ်။ကျွန်တော်ဇွဲသစ်ပါ DBB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆက်မကျေးဇူးတင်ပါတယ်ရှင်